ဟယ်လိုအားလုံးမင်္ဂလာပါဖူဖိုမာချန်ကနေယူဆိုပါတယ်ဆိုတော့လီဗာပူးတင်းကတော့ဒီညမှာဂါလာတာဆာရီနဲ့ကျွန်တော်ကရှင်ကစားရမယ်ချန်ပီယံလိပွဲစဉ်တက်မှာတုန်းကတော့နှစ်သင်းစလုံးစန့်ကျင်ဘက်ကျွန်တော်ကရလက်တီကျွန်တော်ရထားတယ်ဘောနော်တက်သင်းနဲ့တက်သင်းမတူတဲ့ရလက်တီကျွန်တော်ရထားတယ်ဂါလာတာဆာရီကကျွန်တော်ဒီဘယ်လိုပြောမလဲဖရန်ဖတ်ရဲ့အိမ်ကွင်းကိုသွားကစားတယ်15ဆိုတော့51ဆိုတဲ့ရလက်နဲ့သူတို့ရှုံးလာတယ်ဂါလာတာဆာရီကပွဲစဉ်တက်မှာเนาะ51ဆိုတဲ့ရလက်နဲ့ကျွန်တော်ရှုံးလာပြီးတော့ လီဗာပူးတင်းကတော့အိမ်ဝင်းမှာအက်တလက်တီကိုကို3-2ဆိုတဲ့ရလနဲ့ကျွန်တော်ကနေရိုဗစ်တိုရီရခဲ့တယ်ဗောလေဆိုတော့နှစ်သင်းစလုံးကမတူညီတဲ့ကျွန်တော်ရလက်တီရထားတယ်ဆိုတော့အင်ရှင်ဖြစ်လက်ကလာနာဆာရီအနေနဲ့ဒီချိန်မှာကောလီဗာပူးတင်းကိုဒုက္ခပေးနိုင်မလားအာနီစရောရဲ့အသင်းအနေနဲ့ဂျာရက်ကကျွန်တော်ဒီဝီကန်ကဗောနော် ဟိုဟာကိုကျွန်တော်တို့ပြောရ Crystal Palace ကိုရှုံးနိမ့်ထားတယ်ဆိုတော့သူတို့ဒီပွဲဟာပြန်ပြီးတော့အနိုင်ယူပြမှရမယ်ပွဲမျိုးပါဆိုတော့တကယ်အနိုင်ယူနိုင်မလားကျွန်တော်ကြည့်ရမယ်ဆိုတော့ဒီပွဲမှာဘယ်လိုရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြပါလဲဆွနေရပါအောင်ဆိုတော့ပထမဆုံးကျွန်တော်ကြည့်ရရင်ခုနကပြောသလိုပဲ Galatasaray ကတော့ကျွန်တော်အဝေးဝင်သွားကစားတဲ့အနေအထားမျိုးမှာဘယ်လိုမှအဆင်မပြေဘဲနဲ့ဂိုးပြတ်သူတို့ရှုံးနိမ့်ထားတယ်ပေါ့နော်ဆိုတော့အဲ့လိုရှုံးနေတာတော့ Galatasaray အနေနဲ့အိမ်ဝင်လက်ခံကစားမဲ့ဒီလိုပွဲမျိုးမှာ တကယ်ကောင်းတဲ့ performance ဒီပြင်ပြီးတော့တွန်းတွန်းတက်တက်ပြင်ဆော့နိုင်ပြနိုင်မှာကျွန်တော်တို့ဖြစ်မယ်ပေါ့နော်ဒါအပြင်အိမ်ဝင်းဆိုလို့ရှိရင် imminent မာတဲ့တယ်မှာကျွန်တော်တို့ပါတယ်လေပါဦးသိရဲ့ကွင်လေကို battle sign exam တွေကျွန်တော်ရှိမယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းပဲ OC Manu က budget band တိုက်တို့ကိုကောင်းကောင်း challenge လုပ်နိုင်မယ်ကစားမမျိုးတွေအဲ့ဒီတော့ကျွန်တော်အနေနဲ့ Galatasaray ဒီအိမ်ဝင်းမှာလေပါဦးသိကိုဒုက္ခပေးနိုင်စွင့်ကျွန်တော်ရှိတယ်လေပါဦးသိနေဘလူးမန့် short တွက်လို့ကျွန်တော်မရဘူးပေါ့နော် ်လီဗာပူးကလည်းအိမ်ဝင်းမှာ3-2နဲ့အက်တလတီကိုကိုနိုင်ထားတဲ့အခြေအနေမျိုးကိုကျွန်တော်ကြည့်ရင်ပရက်ရှာတွေအောက်မှာဘလူးမျိုး perform လုပ်တယ်လဲဆိုတဲ့နေရာတွေကလည်းကျွန်တော်တို့ကထစ်တွက်စရာပဲလီဗာပူးတင်းကကျွန်တော်အနေနဲ့ဒီယာဒီတော်တော်များများမှဆိုလို့ရှိရင်ဘလောက်ပဲပရက်ရှာတွေများနေပါတယ်ပြောပြောဘလောက်ပဲကျွန်တော်ကစားပုံတွေကယော့တိယော့ရဲဖြစ်နေတယ်ပဲကျွန်တော်ပြောပြောခံစစ်ကဘလူးအားနဲ့ချက်တွေရှိပါတယ်ပဲကျွန်တော်ပြောပြောနောက်ဆုံးကြရင်တော့နိုင်ပွဲတွေယူနိုင်ခဲ့တာပဲဒါကလည်းတောက်လျှောက်ကျွန်တော်မြင်နေရတာဒါ Crystal Palace နဲ့တွေ့မှာတော့သူတို့တွေရှုံးသွားတယ် ဆိုတော့လက်ရှိကာလာနာဇာရီရဲ့ခံစစ်ကလေဘာဦးတင်မထိုးပေါက်နိုင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်တို့ယူဆရမယ်။ကာလာနာဇာရီဟာခံစစ်ပိုင်းမှာတတော်ကိုပြောစရာဖြစ်နေတာ။ဒါပေမဲ့ကွင်းလေတို့တောင်မန်တို့တိုက်စစ်တို့မှာဆိုရင်တော့လေဘာဦးတင်တို့ကဘလူးမန့်ကိုသူတို့တွေဒါမလွယ်ကူဖြစ်နေတယ်ပေါ့နော်။ Netherlands လုံးရဲ့ head to head ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Canada Sarri နဲ့ Liverpool တို့က၄ချိန်လောက်ကျွန်တော်တွေ့ထားတယ်။ဒါပေမဲ့လည်းလို့2006ခုနှစ်နောက်ပိုင်းမှာသူတို့တစ်ချိန်မှထိတိုက်တွေ့မထားသေးဘူး။ ဆိုတော့၄ချိန်တွေ့ထားတဲ့ချင်းဒီမျိုးဒီမှာဆိုလို့ချင်းလည်းပဲတသိန်းကိုတစ်ချိန်စီနိုင်ထားပြီးတော့၂ချိန်တည်ကြထားတယ်။၂002ခုနှစ်မှာဆိုလို့ချင်းလီဘာဝီကွင်းမှာဂိုမရှိတည်ကြတယ်။နောက်တော့၂002ခုနှစ်မှာဆိုလို့ချင်းကလာဒါဆာရီကွင်းမှာဝန်ဝန်တည်ကြပြီးတော့2006မှာဆိုလို့ရှိရင်လီဘာဝီကွင်းမှာ32နဲ့လီဘာဝီနိုင်တယ်။ကလာဒါဆာရီကွင်းမှာ32နဲ့ကလာဒါဆာရီကျွန်တော်နိုင်တယ်။ဆိုတော့ဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ချင်းအင်ရှင်ဖြစ်တဲ့ကလာဒါဆာရီအနေနဲ့ဒီလိုအစီဒီလိုမျိုးအစင်လာလေးလေကျွန်တော်ရှိတော့ဆက်ပြီးတော့ထိနိုင်ပါမလားပေါ့နော်ဆိုတော့နှစ်သိန်းစလုံးရဲ့ ။ဒဏ်ရာပြဿနာတွေကိုကျွန်တော်ကြည့်မယ်ဆိုရင် Galatasaray ဘက်မှာ injury ပြဿနာနဲ့ပတ်သက်လို့ဘာ report မှန်းကျွန်တော်ရှိမထားဘူး။ဆိုတော့ Liverpool team ဘက်မှာဆိုလို့ရှိရင်တော့လူငယ်ကစားသမားလေးဖြစ်တဲ့ center back ဒါ Giovanni Leoni တော့ကျွန်တော်ဘောနော်ဒူးဒဏ်ရာအကြောင်းကျွန်တော်သာနားရမယ်။ ACN လို့ကျွန်တော်သိထားရတယ်ဘောနော်။ဒါအပြင် Stephen Mijetti တို့ဆိုလို့ရှိရင်လည်းကျွန်တော်သာမတိကြဘူးပေါ့မဟုတ်လေဒီကစားမတွေကပါမှာတော့ကျွန်တော်မဟုတ်ပါဘူးเนาะဆိုတော့အရေးကြီးတဲ့ကစားမတွေအကုန်နှစ်သင်းစလုံးမှာပါနိုင်ရလို့ပဲကျွန်တော်ပြောရမယ် ဆိုတော့ဂလာနာဆာရီရဲ့ line up ကိုကျွန်တော်ကြည့်ရင်သူတို့ကတော့အမြဲတမ်းဒီမှာ၄နှစ်၃နှစ်နဲ့သူတို့တွားတယ်။ဆိုတော့နောက်တန်းဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါစပါကစားမဟောင်းပြီးတဲ့နော် Sanchez တို့လူကစားမတွေကျွန်တော်ရှိမယ်။ Singuru လူကစားမတွေကျွန်တော်ရှိမယ်ပေါ့လေ။ကွင်းလင်မှာတော့ Manchester City ကွင်းလင်ကစားမဟောင်းဖြစ်တဲ့ Erkin Gundogan တို့လူကစားမတွေနောက်ပြီးလို့ရှိရင်ကျွန်တော်ဒါ Arsenal ကစားမဟောင်းပြီးတဲ့ Lucas Torreira တို့လူကစားမတွေကျွန်တော်ရှိမယ်။တောင်ပံမှာဆိုလို့ရှိရင်လည်း ဘိုင်ယန်မြူးနီးရဲ့တောင်ပိုင်းကစားမဖြစ်တဲ့စာနီတို့ဘောနော် ပြီးလို့ရှိရင်ယီမရက်စ်တူလူကစားမတွေတိုက်စစ်ကဗစ်တာအူစီမဲနဲ့ဆိုတော့ဒါအပြင်ဘောနော်ကျွန်တော်ဒရိုင်းမာတင်စ်တို့လည်းကျွန်တော်ရှိသေးတယ်အဲ့တော့ဂလာနာဆာရီမှာဆိုလို့ရှိရင်တကယ်ဥရောပအတွေ့အကြုံရှိကစားမတွေအန်ဒီယပီနဲ့နေကစားမတွေရှိနေတယ်လေဘာဦးတင်အတွက်တော့တော်တော်ကိုသတိထားဆောက်ရမယ့်အနေအထားမျိုးပါလေဘာဦးဘက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲသူတို့အနေနဲ့ဒါအလစ်ဆန်ရှိမယ်ဖရင်ပေါင်ဘန်တိုက်ကိုနာဒီနဲ့ကျွန်တော်ဘောနော်ရောဘတ်ဆန်တို့ကျွန်တော်ရှိမယ်တကူပဲကိုနာဒီကမယုံရဘူး မယုံပါဘူးဆိုပြီးတော့လည်းသူ့ကိုမထည့်လို့ကကျွန်တော်မရဘူးသူပဲကျွန်တော်တို့ရှိတာအဲ့တော့တည်ကြတယ်နောက်တန်းကိုကျွန်တော်တို့စိတ်ပူတယ်ဆိုရင်ကွင်းလေကမဖြစ်မနေဆိုသလို Ryan Graven Bach နဲ့ Solo Subo Zlain တို့သူတို့ထည့်မှရမယ် Subo Zlain ကိုထည့်မှရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Alistar ကတော့ဘောနော်ယာဒီစကရင်ကနေအခုချိန်ထိသူ့ရဲ့ပုံမှန် performance ကိုကျွန်တော်ပြန်မတွေ့ရသေးဘူးအဲ့တော့ Subo Zlain ရဲ့ Graven Bach ရဲ့ number 10ကကျွန်တော်တို့က Florian VS ကိုကျွန်တော်ထည့်မလားဒါမှမဟုတ်ဆိုလို့ရှိရင် Florian VS ကိုအရန်ကိုပြန်ပို့ပြီးတော့ ချူဝိုဇလိုင်းကိုနံပါတ်10ဂိုရီယန်ဘာချ်နဲ့ကျွန်တော်ဒါအလစ်စတာတို့ကိုထည့်ပြီးတော့ဒါမျိုးဆက်သွားမလားပေါ့တိုက်စစ်ကတော့ဒီလိုပွဲမျိုးမှာဆိုလို့ရှိရင်ဒါဆာလာပါမယ်အစ်ဆက်ပါမယ်ကိုရီကပူပါမယ်ပေါ့နော်ဒါပေမဲ့လို့ရှူကိုအဂီတီကီကိုတော့ချန်ခဲ့လို့မရဘူးလို့ကျွန်တော်ထင်တယ်အဂီတီကီဟာလက်ရှိမှာအစ်ဆက်နဲ့ရှင်မယ်ဆိုရင်ပူပြီးတော့လုတ်ပြနေတဲ့ကစားမှာဆာလာနဲ့ရှင်မယ်ဆိုရင်ပူပြီးတော့လုတ်ပြနေတဲ့ကစားမှာကပူနဲ့ရှင်မယ်ဆိုလို့ချင်းပူပြီးတော့လုတ်ပြနေတဲ့ကစားမှာပါတိုက်စစ်တွေအကုန်လုံးနဲ့မှာလုံးဝချန်ခဲ့လို့မရတာဒီအခုချိန်မှာ ကျွန်တော်တို့ဒါရှူကိုအကတိကြီးပဲဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ညီတဲ့ကိုရီကပိုကတော့အမှန်တမ်းပြောရရင်သူဟာဝင်းကစစ်စစ်တယောက်ပဲပါတော့ပြဿနာကကြီးတယ်အဲ့ဒီ left wing မှာကျွန်တော်နောက်ထပ်တယောက်ရှိမယ်ဆိုရင်ကပိုကိုခြံခဲ့လက်လို့ရတယ်ကပိုကလည်းရှိမှာ performance ကိုကျွန်တော် ပြမနေဘူး ဆာလာတို့ဘာလို့ကတော့မဖြစ်မနေပါမယ်ကစားမတွေဆိုတော့ Eason နဲ့ကျွန်တော်တို့က IGTG နှစ်ယောက်သူတို့ကိုဘယ်လိုရအောင်သုံးလာမလဲပေါ့ဒါ Diamond Shape တွေဘာတွေသုံးမယ်ဆိုတော့တရင်နေလေကျွန်တော်ထွက်နေတယ်အဲ့ဒီတော့ Liverpool ရဲ့ Tight Six ကတော့ Galatasaray ဘက်ကို Go Twin နိုင်လေဦးမယ်လို့ကျွန်တော်ထင်တယ်နှစ်သင်းစလုံးကကျွန်တော်ဘောနော်ထူးထူးပြင်းတာခံမှန်းလို့ထူးထူးပြင်းတာဘယ်လိုပြောမလဲ Galatasaray ကခံမှန်းလို့မလွယ်တဲ့အသင်းမှာနော်ခံမှန်းလို့မလွယ်တဲ့အသင်းမှာဒါပေမဲ့လို့ကျွန်တော်တို့အိမ်ငွင်းဖြစ်တဲ့အတွက်သူတို့ခက်မှမှာပြန်ပြီးတော့တုံ့ပြန်လေဦးမယ်လို့ကျွန်တော်ထင်တယ် Crystal Palace က ခရစ်စတယ်ဘယ်လစ်ကသူတို့ကိုအနိုင်ယူထားတာခံရင်တော့လီဗာပူးတင်ကဒီပွဲမှာမဖြစ်မနေပြင်ပြီးတော့အနိုင်ယူပြမှရမယ်ဆိုတော့တက်ပြီးတော့နိုင်သွားဖို့အတွက်လီဗာပူးတင်ကအချိန်ကြီးကောင်းနေလို့ကျွန်တော်ထင်တယ်လက်ရှိလီဗာပူးတင်ရဲ့တိုက်စင်နဲ့ကျတို့ဒါဂလာဒါဆာရီရဲ့ခန်းစင်နဲ့ဆိုရင်လီဗာပူးကိုမရစရာအကြောင်းတော့သိရှိတယ်လို့ကျွန်တော်မထင်ဘူးညီကတို့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်